ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်အဆက်ကပိုင်ရက်ကြေရွာမှာရှိတဲ့စာတင်ကျောင်းဘုံကျဲခံရတာကြောင့်ကျောင်းဆရာမနဲ့ကျောင်းသားကျောင်းသူတွေအပါအဝင်အယက်သား9ဦးသေဆုံးခဲ့ပြီး20ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဒူပလျာခရိုင်ကသတင်းထုတ်ပြန်ထားပါတယ်။ကရင်ပြည်နယ်ကော့ဂရိတ်မြို့နယ်နဲ့မွန်ပြည်နယ်ကြိုင်မျောမြို့နယ်အစံနာပိုင်ရက်ကျေးရွာထဲကိုဇွန်လ9ရက်နေ့နေ့လယ်တနာရီ45မိနစ်အချိန်ခန့်မှာစစ်ကောင်စီရဲ့နေပြီးတော့လေတပ်က Jet Fighter လေယာဉ်တစ်စီးနဲ့ Cluster ဘုံးဒီအမျိုးအစားကိုကျဲချတိုက်ခတ်ခဲ့တယ်လို့ထုတ်ပြန်ချက်မှာဆိုထားပါတယ်။စစ်ကောင်စီတဟာအပြစ်မဲ့ပြည်သူတွေကိုရန်သူတဖွဲ့ပြစ်မှတ်ထားပြီးကျေးရွာအတွင်းရှိနေအိမ်တွေမှာပညာသင်ယူနေတဲ့ကလေးငယ်တွေနဲ့ရွာသူရွာသားတွေကိုရည်ရွယ်ချက်ရှိရှိနဲ့ဘုံးကျဲတိုက်ခတ်ခဲ့တာဖြစ်တယ်လို့ KNU ဒူပလျာခရိုင်ကဆိုပါတယ်။စစ်ကောင်စီတရဲ့လေးဆောင်ဘုံးကျဲတိုက်ခတ်မှုကြောင့်ကလေးငယ်၃ဦး၊ကျောင်းဆရာမ၁ဦးနဲ့ အသက်60ကျော်အရွယ်အမျိုးသားတဦးစုစုပေါင်း5ဦးတေဆုံးသွားခဲ့ပြီးတော့ကျောင်းသားကျောင်းသူ18ဦးအပါအဝင်22ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ထုတ်ပြန်ကြမှာပါရှိပါတယ်။အဲ့ဒီလေကြောင်းတိုက်ခိုက်မှုတွင်ဘာသာရေးအဆောက်အဦဖြစ်တဲ့တဘာကျောင်းတလုံးနေအိမ်10လုံးထိမှန်ပျက်စီးသွားခဲ့ပြီးနှွားတကောင်လည်းလက်နက်ကြီးထိမှန်တေဆုံးသွားခဲ့တယ်လို့ဖော်ပြထားပါတယ်။ထိခိုက်တေဆုံးသွားခဲ့တဲ့ကလေးငယ်တွေနဲ့ဒဏ်ရာရခဲ့တဲ့ကလေးငယ်တွေဟာ grade 1 grade 2ရဲ့ကျောင်းသားကျောင်းသူကလင်းငယ်တွေဖြစ်ပြီးတော့ကလင်းငယ်တွေရဲ့မိဘတွေဟာထိုင်းနိုင်ငံကိုအလုတ်သွားရောက်လုပ်ကင်နေရတဲ့အတွက်မိဘဆွေမျိုးတွေနဲ့သာနေထိုင်ရသူတွေဖြစ်တယ်လို့ KNU ဒူပလျာခရိုင်ကဆိုပါတယ်စစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်တဲ့အချိန်ဟာစာတင်ကြားနေတဲ့အချိန်ဖြစ်ပြီးပိုင်ရက်ကျေးရွာထဲမှာစစ်ရေးတိုက်ပွဲတွေမရှိဘဲအကြောင်းမဲ့တသက်ရွေချက်ရှိရှိနဲ့စစ်ကောင်စီတပ်ကလိုက်ရောက်ပုံကျဲတိုက်ခတ်ခဲ့တာဖြစ်တယ်လို့နေကန်သတင်းအရင်းမြစ်တွေကလည်းပြောပါတယ် စစ်ကောင်စီတာစည်ရေးပြင်မှမဟုတ်တဲ့ဘာသာရေးအစအဦးတွေစာတင်ကြောင်းတွေပြည်သူစည်းကမ်းစည်းရုံတွေနဲ့အယက်သားပြည်သူတွေနေထိုင်တဲ့နေရာတွေကိုပြင်မှတ်ထားပြီးရည်ရွယ်ချက်ရှိရှိနဲ့လိုက်လံဘုံကျဲပြစ်ခတ်တိုက်ခိုက်လျက်ရှိနေတယ်လို့ KNU ဒူးပလဲယာခရိုင်ကသတင်းထုတ်ပြန်ထားပါတယ်ရှင်။